အားလုံးပဲမင်္ဂလာပါဒီနေ့ဆရာရဲ့မိတ်ဆွေတွေကိုဆရာကအထူးမြတ်တာလက်ဆောင်ပေးနေတာကတော့တစ်ပင်နမိတ်တွေကိုပြောပြပေးမှာဖြစ်ပါတယ်နော်တစ်ပင်နဲ့ပတ်သက်တဲ့နမိတ်တွေကိုမြတ်တာလက်ဆောင်ပြောပြပေးပါမယ်မိမိအိမ်ထဲမှာစိုက်ကောင်းတဲ့တစ်ပင်မစိုက်ကောင်းတဲ့တစ်ပင်နေဆိုတာရှိပါတယ်နော်အဲဒါကြောင့်ရင်ဦးဆုံးအနေနဲ့ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနေအသေးပေးပြီးတော့ share လုပ်ပေးတော့ပါမိမိရဲ့အိမ်ရှိ အိမ်အဝင်ပေါက်တက်တဲ့မှာဝါပင်မဆိုင်ကောင်းပါဘူးเนาะဝါပင်ဆိုင်ပြီလို့ရှိရင်မိမိရဲ့လုပ်ငန်းကိန်းကန်းတွေထိကပ်ပျက်စီးဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ရတတ်ပါတယ်เนาะပြီးတော့မိမိရဲ့အိမ်ဝင်ထဲမှာအိမ်ရှိမျက်နှာစာဘက်မှာစပယ်ပင်စိုက်တင်ပါတယ်เนาะစပယ်ပင်နေဖူးပွင့်ဝေစာလာတာနဲ့အမြတ် မိမိမှာငွေတွေအမြဲတမ်းဝင် ပြီးတော့စီးပွားလက်လာပါတွေတိုးတက်ပါတယ်เนาะပြီးတော့မိမိရဲ့အိမ်ကောင်းရင်းမှာနှစ်တရာကမုန်းလို့ခေါ်တဲ့ဇော်စိမ့်ပင်ဇော်စိမ့်ပင်ကိုလည်းမိမိရဲ့အိမ်ကောင်းရင်းမှာစိုက်တင်ပါတယ်စီးပွားတိုးတက်ပါတယ်เนาะဒါပေမဲ့အဲ့ဒီဇော်စိမ့်ဇော်စိမ့်ရွက်တွေကိုတော့ဖျားပန်းမလူကောင်းပါဘူးเนาะပြီးတော့မိမိရဲ့အိမ်ခြံဝင်းထဲမှာမှုပင် မှုပင်ကိုအင်ခြံဝင်းထဲမှာမစိုက်သင့်ပါဘူးနော်အဲ့မှုပင်ကရှင်တန်ကြီးထွားလာတယ်ပြီးတော့လုံးဘက်ကအကြီးကြီးဖြစ်လာပြီဆိုရင်မိမိအိမ်အိမ်သူအိမ်သားတယောက်ယောက်သေဆုံးတတ်ပါတယ်နော်ပြီးတော့ဘန္တာပင်ဘန္တာပင်ကိုလည်းမိမိရဲ့အိမ်ခြံဝင်းအတွင်းအိမ်ပရဝန်အတွင်းမှာမစိုက်သင့်ပါဘူးအဲ့ဒီဘန္တာပင်ကလည်း ရှင်တန်ကြီးထွားလာပြီ လုံးပတ်အရန်ကြီးလာပြီဆိုရင်မိမိရဲ့အိမ်သားတူဦးလေးဆုံးတတ်ပါတယ်နော်အဲ့ဒီအိမ်ချန်စီယိုရဲ့အပြင်ဘက်မှာတော့ဗန္နာပင်ဆိုက်လို့ရပါတယ်နော်ပြီးတော့အိမ်ရှိမျက်နှာစာတွေမှာပြီးတော့အိမ်ကောင်းရင်းတွေမှာစူးပါတဲ့သစ်ပင်တွေစူးပါတဲ့အပင်တွေကိုဖြစ်နိုင်ရင်မဆိုင်တင်ပါဘူးเนาะစူးပါတဲ့သစ်ပင်တို့နွယ်ပါတဲ့သစ်ပင်တို့ အဲ့ဒီအပင်တွေကိုဖြစ်နိုင်ရင်မဆိုင်သင့်ပါဘူးမိမိမှာအခက်ခဲအခက်ခဲကြက်တဲ့တွေကြုံတွေ့ရတတ်တယ်ငွေကြေးနဲ့ပတ်သက်တဲ့အခက်ခဲတွေကြုံတွေ့ရတတ်တယ်ပြီးတော့ရန်သူတွေများတတ်ပါတယ်နော်ပြီးတော့မိမိရဲ့အိမ်မျက်နှာစာမှာတရက်ပင်အဲအိမ်ချံဝင်းအတွင်းထဲမှာပေါ့နော်မျက်နှာစာမှာပဲစိုက်စိုက်ဘယ်မှာပဲစိုက်စိုက်မိမိရဲ့အိမ်ချံဝင်းအတွင်းမှာတရက်ပင်စိုက်တင်ပါတယ်တရက်ပင်ဟာရှင်သန်ကြီးထွားလာတာနဲ့အများ အိမ်သူအိမ်သားတွေကျမ်းမာချမ်းသာပြီးတော့အိမ်အေးချမ်းမှုတွေရရှိတတ်ပါတယ်နော်ပြီးတော့ဆွမ်းနာဆရာပြောတဲ့မိမိရဲ့အိမ်ရှိအိမ်ရှိမျက်နှာစာတို့ဘက်မှာဒီအပင်ကြီးကြီးတပင်ကိုနွေပင်တွေကရစ်ပတ်ထားတယ်ဆိုရင်အဲ့ဒီအိမ်တိုင်မှာအဲ့ဒီရဲ့အိမ်မှာမိမရှာတို့ယောက်ျက်ရှာတို့ရှိတတ်ပါတယ်နော် မိမရှာတို့ရောက်ချက်ရှာတို့ရှိတတ်ပါတယ်ပြီးတော့အင်ရဲ့လေတင်ရက်မှာပေါ့တောင်ရက်တို့အင်ရဲ့တောင်ရက်မှာဒီဘူးပင်တို့ဘူးပင်မဆိုင်တင်ပါဘူးเนาะဘူးပင်မဆိုင်တင်ပါဘူးအိရှိမျက်နှာစာခေါင်းရင်ဘက်ဒီမှာငပြောပင် စိုက်တင်ပါတယ်เนาะငပြောပင်စိုက်ကောင်းပါတယ်စိုက်တင်ပါတယ်ပြီးတော့နေနံနဲ့ ကြိုက်တဲ့အပင်တွေဆနာဆရာပြောတဲ့အရင်တခါပြောထားတဲ့အထဲမှာလည်းဗီဒီယိုတွေထဲမှာလည်းပါပါတယ်နော်တနင်္ဂနွေသားသမီးဆိုရင်အုံးပင်အဲ့ဒီအောက်ကမြေစာမြက်တွေပါတွေခံပေါ့နော်မြေစာမြက်တွေပါတွေခံပြီးတော့ဟိုအကြွေစီပေါ့နော်တမတ်စီတွေပါတွေမြေချင်းထဲမှာတထောင်တမတ်တူးမြုပ်ပြီးတော့တနင်္ဂနွေသားသမီးဆိုရင်အဲ့ဒီအုံးပင်ကိုစိုက်ပေးရတယ်တနင်္လာသားသမီးဆိုရင်ကျွဲ့နဲ့ကိုတထောင်ခန့်တူး တူပီပီဆိုတာနဲ့မြေစာမြက်တွေအကျွေးစီတမတ်စီတွေထည့်ထည့်ပီပီဆိုတာနဲ့ဂန်းကော်ပင်လေးတပင်ကိုစိုက်ပြရတယ်နော်အင်္ဂါသာသမီဆိုရင်တော့အဲဒီဇီးပင်ဇီးပင်တပင်ကိုအိမ်အိမ်ထဲမှာမြေကြီးအနက်ကိုတောင်ခန့်တူတူပီပီဆိုတာနဲ့မြေစာမြက်ထက်စံလက်တဆုပ်ထက်ပြီးတော့အကျွေးစီတမတ်စီတစီထက်ထည့်ပီပီဆိုတာနဲ့ဇီးပင်ကိုစိုက်စိုက်ပြီးရွှေငွေကြီးလောင်းပေးနော်ဘိုလ်ရူသာသမီဆိုရင်တော့ ဝါပင်တို့ရွက်လာပင်တို့စိုက်နော်ဆွမ်းနာပြောတဲ့အားတွေထည့်ပေါ့နော်ကြာသာပရိသတ်သမီးတူဦးဆိုရင်တော့ပေါက်ပန်းပြူပင်စိုက်နော်ဆွမ်းနာဆရာပြောတဲ့ရွှေငွေကြီးလောက်ကျွေးစည်းတွေပါထည့်ပေါ့နော်တောက်ကြာသာသမီးတူဦးဆိုရင်တော့တီဟိုပင်တီဟိုပင် သပင်ကိုစိုက်ရတယ်နော်စနေသားသမီးဆိုရင်တော့ဒန်းပင်တို့ထန်းပင်တို့ထိန်ပင်တို့စိုက်ပါနော် ပြီးတော့မိမိရဲ့အိမ်ထဲမှာမိသားစုတယောက်ယောက်ပေါ့နော် ကျမ်းမာရေးတဲတံဖြစ်နေတယ်ကျမ်းမာရေးလုံးဝမကောင်းဘူးဆိုရင်အဲ့ဒီကျမ်းမာရေးမကောင်းတဲ့လူရဲ့ဇပင်အနှဲငယ်ကိုဖြတ်ပါပြီးတော့လက်သေးခြေသေးအနှဲငယ်ကိုဖြတ်ပါအဲ့ဒီသုံးခုကိုစုပြီးတော့မှမိမိအိမ်ခြံဝင်းထဲမှာပေါက်နေတဲ့အပင်တပင်ကို အပင်တပင်မှာပေါ့ဗျာအခေါင်းပေါက်လှုပ်လိုက်ပါအခေါင်းပေါက်ဖြစ်တော့အောင်အဲ့ဒီအပင်ကို စိုးနေဖြစ်ဖြစ်တခြားသောခြုံထက်တဲ့ຢာနေဖြစ်ဖြစ်ပေါ့နော်အဲ့ဒီသစ်ပင်ကိုအပေါက်ဖြစ်တော့ဖောက်လိုက်ဖောက်ပြီးပြီဆိုတာနဲ့ကျမ်းမာရေးတဲ့တန်ဖြစ်နေတဲ့လူရဲ့ဇပင်ရဲ့ခြေသေးလက်သေးရဲ့ကိုအဲ့ဒီအပေါက်ကလေးထဲမှာထည့်ပြီးတော့ပြန်ပိတ်လိုက်ပါနော်မကြခင်မှာအဲ့ဒီသစ်ပင်ဟာကျိုးကြသွားတယ်ပြီးတော့ညှိုးကြသွားတယ်ဒါမှမဟုတ်ရင်အဲ့ဒီအသစ်ပင်ဟာတေသွားတယ်ဆိုရင်ဆွမ်းနာကျမ်းမာရေးတဲ့တန်ဖြစ်နေတဲ့လူဟာကျမ်းမာရေးပြန်ကောင်းသွားပါလိမ့်မယ်နော်မယုံရင်တော့စမ်းကြည့်ပါနော် အခုဆရာပြောပြပေးခဲ့တဲ့မြတ်တာလက်ဆောင်ပေးခဲ့တဲ့သစ်ပင်နဲ့ပတ်သက်တဲ့နမိတ်တွေပညာရည်တွေဟာမိတ်ဆွေများအားလုံးအတွက်အကျိုးရှိတယ်ဆိုရင်ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနှိပ်အသေးပေးပြီးတော့ share လုပ်ပေးခဲ့ပါမိတ်ဆွေတို့ရဲ့နိစ္စရာပတ်ဝန်းကျင်ကတငယ်ချင်းပေါင်းတဲ့တွေကိုလည်းတစ်ဆင့်ပြန်လည်ပြောပြပေးပါဆရာရဲ့ဖုန်းနံပါတ်ကိုပေးပြီးတော့လည်းမေးခိုင်းလို့ရပါတယ်နော်ဆရာကတော့ဆရာကြီးမင်းတိန်ခါကြီးတပည့်ရင် ရှားရဲမှန်အောင်ဖြစ်ပါတယ်။ရှားတံမှာဘေရင်မေးခြင်းတဲ့လက္ခဏာမေးခြင်းတဲ့တာရောဘေဒင်ဧကန်တဘေရင်မေးခြင်းတဲ့မိတ်ဆွေတွေကရှားကိုဓာတ်ရိုက်ဖုံးခေါ်ပြီးတော့မေးလို့ရပါတယ်။ဘေရင်ညံပူဇော်ကယူပါတယ်နော်။ပြီးတော့အိမ်ရောင်းခြင်းတာခြံရောင်းခြင်းတာမြေရောင်းခြင်းတာကားတွေကြောက်တွေဆက်ပစ္စည်းတွေဆိုင်ကယ်တွေတံပိုးကြီးပစ္စည်းတွေအများဆုံးရောင်းထွက်စေဖို့အထူးဓာတ်ရိုက်ဒက်စင်တွေပြုလုပ်ပေးပါတယ်။အာမခံတယ်ပါ။ ပြီးတော့ချီရဲမှာတစ္ဆာဖောက်ခံရတာအိမ်တောင်ရေးဖောက်ပြန်ခံရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပေးပါပြီးတော့ကျမ်းမာရေးသေးတဲ့ညံ့နေတဲ့လူနာတွေအောက်လန်းပညာဆုံးပညာကဝေပညာတွေနဲ့တိုက်ခိုက်ခံထားရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပေးပါပြီးတော့အကျွေးတွေပြန်ရဖို့အကျွေးတွေကြေဖို့နေ့စဉ်ငွေကြေးလက်လာဘာတွေပွင့်လန်းစေဖို့ဈေးရောင်းကောင်းစေဖို့လောင်ကစားရှုံများနေတဲ့မိတ်ဆွေနှလုံးသုံးလုံးချဲဘော်လုံး၆កောင်ချင်းကြက် ဖဲဆလော့ဂိမ်းကာစီနိုဂိမ်းငမန်းဂိမ်းစသည်အပြင်လောင်းကစားရှုံများနေတဲ့မိတ်ဆွေတွေအမျက်ငွေတွေချက်ချင်းရအောင် ပုံနကနမင်းကြီးရဲ့အစီရင်နေဆောင်ရွက်ပေးပါတယ်နော်ပြီးတော့အိမ်ငါထွက်သွားတဲ့ယောက်ျားမိန်းမအသားသမီးတွေချက်ချင်းပြန်လဲရောက်ရှိလာစေဖို့ပျောက်သွားတဲ့တံပိုးကြီးရတနာပစ္စည်းတွေချက်ချင်းပြန်လဲရရှိစေဖို့ဘဝရဲ့ယူမှန်းချက်တွေပြည့်စုံလာစေဖို့အမှုခင်းကိုနိုင်ဖို့ရန်သူတွေကိုအောင်မြင်ဖို့မိမိလုပ်နေတဲ့လုပ်ငန်းဆောင်တာတွေမှာ အောင်မြင်တိုးတက်ကြီးပွားချမ်းသာစေဖို့အောင်မြင်တဲ့အမှုပညာရှင်ကြီးတွေဖြစ်စေဖို့ယာရုတိုးဖို့နေရာကောင်းရဖို့လက်ရှိနေရာမှာတည်မြဲစေဖို့လက်ရှိနေရာကနေပြောင်းရွှေ့ခွင့်ရစေဖို့လိန်တူချစ်သူများအစဉ်ပြေစေဖို့မိဘစကားနားမထောင်တဲ့သားသမီးတွေမိဘစကားနားထောင်လာစေဖို့အချုံနောင်ဖန်းစည်းခံရတဲ့မိတ်ဆွေများလည်းအချုံနောင်ဖန်းစည်းခံရတဲ့မိတ်ဆွေများလည်း အချုံတော်ကနေချက်ချင်းလွံ့မြောက်စေရန်အထူးရရရာစီမံဆောင်လက်ဖွဲ့တွေဆောင်ရွက်ပေးပါတယ်။ပြီးတော့ကလေးနာမည်ပေးဆိုင်နာမည်ပေးလုပ်ငန်းနာမည်ပေးကုမ္ပဏီနာမည်ပေးအနုပညာနာမည်ပေးတွေဆောင်ရွက်ပေးပါတယ်။ဆရာရဲ့ဖုန်းနံပါတ်က39956088958ပြီးတော့39 9834 356ဖြစ်ပါတယ်နော်။ အဲ့ဒီ39ကို096ခွန်88 958အဲ့ဒီဖုန်းနံပါတ်က Viber အကောင့် Telegram အကောင့်ရှိပါတယ်အဲ့ဒီအကောင့်ကနေဆက်သွယ်ပြီးတော့မေးလို့လည်းရပါတယ်เนาะပြည်ပမှာနေထိုင်ကြတဲ့မိတ်ဆွေတွေကတော့အဲ့ဒီအကောင့်နေရာနေပြီးတော့ဆက်သွယ်ပြီးတော့မေးကြပါပြည်တွင်းကမိတ်ဆွေတွေကတော့ဆရာကို တိုက်ရိုက်ဖုန်းခေါ်ပြီးတော့မေးကြပါဆရာရဲ့ဗီရင်ဟောကမ်းမှာလာမေးခြင်းနဲ့ဆိုရင်တော့နှောကုန်းကျေးရွာရေဦးမြို့နယ်သခိုင်းတိုင်းမှာဆရာနေပါတယ် ရှားရဲ့ဘေးရင်ဟောကမ်းမှာလည်းလာမေးလို့ရပါတယ်เนาะမလာခင်မှာရှားကိုဖုံးကျိုးဆက်ပေးပါခொနည်းရဲ့သားသမီးအားလုံးကျမ်းမာချမ်းသာ၍လောကကောင်းကျိုးတာရဏတော်ရဲ့ကောင်းကျိုးကိုကောင်းစွာရွတ်ဆောင်နိုင်သောအမျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်ကြပါစေလို့ဆရာကစုမုံကောင်းတောင်းပေးလိုက်ပါတယ်เนาะ